အစိုးရရန်တရားများစံချိန်တင်ကြမြင့်တီအထိရပ်တန့်သွားခြင်းကြောင့်အမေရိကန်ပြည်သူများစိုးရိမ်မှုမြင့်သက်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အမေရိကန်မှာအစိုးရရန်တရားများရပ်တန့်သွားခြင်းကြောင့်စီးပွားရေးနယ်လူမှုရေးတရောက်မှုများကြားရောက်လာမှာကိုပြည်သူတွေတနေ့တခြားစိုးရိမ်ပူပန်လာကြပါထိတ်အစိုးရရန်တရားများရပ်တန့်ခြင်း36ရက်မြောက်ရောက်ရှိပြီးဖြစ်ကောအမေရိကန်သမိုင်းမှာအခြားရှိဆုံးရပ်တန့်ခြင်းဖြစ်လာပါထိတ်2018-2019ကာလက35ရက်သားရပ်တန့်ခြင်းကိုကျော်လွန်သွားက Republican နဲ့ Democratic Party ခေါင်းဆောင်တွေကအပြန်အလှန်အပြစ်တင်နေခဲ့ကြ ောက်ပါအထိအစိုးရရန်တရာများဆက်လက်ပြီးရပ်တန့်မှာကိုနယူးယောက်ပြည်သူတွေစိုးရိမ်နေကြပြီးလစာနောက်ကြထားတွေအလောအကိုင်းဆုံးရှုံးမှာတွေအားလည်းရဲ့လေးချောင်းလိုက်ပြဿနာတွေရှိလာနိုင်ပါအထိ ဖီယာလို့အမည်ရတဲ့လူမှုလုံသားတအူးကအစိုးရအတူအလုံးလုံးနေတဲ့သူမိသားစုဝင်တွေဆိုရင် လာဆောင်ငွေကြံ့ကြာနေတယ်လို့ပြောပါတယ်။ရန်ဒီယာများရက်တန်ချင်းချောင်းလူမှုကဲဆယ်ရေးလုပ်ငန်းတွေဆိုင်ငံ့သွားကနွမ်းပါသူတွေမှာအထူးခိုက်ခံရဆုံးဖြစ်နေပြီးဒီလိုသာဆက်ဖြစ်နေရင်လူထုအုံကြွမှုတွေဖြစ်လာနိုင်တယ်လို့ထောက်ပြထားပါတယ်။ အစိုးရရန်တရားရပ်တန့်ထားတလကျော်ကြာလာပြီဖြစ်ပေမဲ့ Republican နဲ့ Democratic Party ခေါင်းဆောင်တွေကတော့အင်္ဂါနေ့ရက်ထီအပြန်အလှန်အပြင်းထန်နေချာဆဲဖြစ်ပြီးညှိနှိုင်းလို့ရတဲ့အရေးအယောင်မတွေ့ရသေးပါဘူးလို့သိရပါတယ်ရှင်။